ဧပြီလတော့ရောက်ခဲ့ပြီမယ်ပျော်စရာကောင်းတဲ့ဧပြီလတော့မဟုတ်ခဲ့ပါဘူးပထမတုန်းကတော့ UI in April NMA ကို content လုပ်ပြီးဧပြီလတိုင်းငုံနေတဲ့သူတွေကိုစကြင်လို့ video လုံးမလို့ဖြစ်ပါတယ်ဒါပေမဲ့၃လပိုင်း28ရက်နေ့ကစပြီးဖြစ်ပေါ်ခဲ့တဲ့ငလင်ရောက်ကျွန်တော်လည်း video လုပ်ချိန်သေးပျောက်သွားပါတယ်ကျွန်တော်နေနေတဲ့မြို့မှာလည်းငလင်လှုပ်သွားခဲ့ပြီမယ်ကျွန်တော်နေရဲ့နေရာတနေရာထဲကိုပဲလှုပ်သွားတယ်ထင်တာပါဒါပေမဲ့ထမင်းစားဖို့အတွက်ဟင်းသောက်ဝယ်တဲ့အချိန်ဟင်းဆိုင်မှာလည်းငလင်လှုပ်သွားတာကိုတီးတော့တမျိုးလုံးလှုပ်လိုက်ပြီဆိုတာကိုကျွန်တော်ထင်လိုက်ပါတယ်ချက်ချင်း Facebook ကိုကြည့်လိုက်တော့ရန်ကုန်မှာလည်းလှုပ်သွားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့လှုပ်ရုံပဲလှုပ်သွားတာဆိုတော့ဘယ်သူမှဘာမှမဖြစ်ဘူးပေါ့အဲ့ဒီလောက်ပဲထင်ထားခဲ့တာပါအဲ့ဒီည ညမှာတော့မှကျွန်တော်လိုက်လွှင့်လိုက်ပါသေးတယ်။နောက်နေ့မနက်ရောက်တော့ငလင်ကြောက်တိုက်တွေပြိုကြမပြိုတဲ့တိုက်တွေလည်းအက်သွားခဲ့ပြီးတည်တဲ့သူတွေလည်းတေကုန်ကြပါတယ်။မတည်တဲ့သူတွေကတော့ဒဏ်ရာတွေအပြစ်ထန်ရပြီးစိတ်ယုံတင်လိုက်ရပါတယ်။အဲ့ဒါတွေကိုကြည့်ပြီးကျွန်တော်စတော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်။ပြောရရင်ဗီဒီယိုလွှင့်ချိန်စိတ်ကိုတကယ်ကိုမရှိတော့တာပါ။ဒါပေမဲ့မလုံလောက်ကမရဆိုတော့ you are lying in april anime ကိုပဲပြန်လုပ်ဖို့စဉ်းစားနေတဲ့အချိန်ငလင်နဲ့ပတ်သက်တဲ့ anime ရှိမလားဆိုပြီး Google မှာရှာကြည့်လိုက်တော့ Tojo Magnitude 8.0ဆိုတဲ့ anime ကိုတွေ့လိုက်ပါတယ်။ကြည့်နေရင်လည်းမြန်မာနိုင်ငံရဲ့အဖြစ်အပျက်တွေတော်တော်များများတူနေပါတယ်။ကျွန်တော်တို့လိုပဲငလင်လုံးမှာသူတို့လည်းသိရတာပါ။ဂျပန်လိုငလင်အတော်လောက်တဲ့နိုင်ငံတော် ောင်မှပြင်ဆင်ခြင်းတော်တော်လေးကိုနည်းပါတယ်ပြောရရင်တမင်းလောက်ပဲပြင်ဆင်ခြင်းရှိပါတယ်အဲ့ဒီအနေမျိုးကိုကြည့်နေရင်လည်းအနေမျိုးလို့တော့မခံစားရပဲမြန်မာနိုင်ငံနဲ့တော်တော်လေးကိုတူတာကိုခံစားခဲ့ရတာပါသူတို့စီမှာလည်းတိုက်တွေ့ပြောကြမပြောကြတဲ့တိုက်တွေလည်းအဒိုင်ယာတွေအပြည့်ထန်ရပြီးတည်တဲ့သူတွေလည်းတည်ကုန်ကြပါတယ်မြန်မာနိုင်ငံနဲ့မတူတာကအဲ့ဒီအနေမျိုးမှာမက်ကနီကျူ8.0ထိလောက်ခတ်သွားတာပါမြန်မာနိုင်ငံမှာလည်းမက်ကနီကျူ7.7လောက်ခတ်သွားပါတယ်ပြောရရင်မက်ကနီကျူ7.7ဆိုတာကတော်တော်လေးကိုမြင့်နေတဲ့မှာပါပါတယ်အဲ့ဒီအနေမျိုးမှာကမောင်လေးဖြစ်သူကိုအမဖြစ်သူကဆေးဥပြပွဲမှာလိုက်ပြနေရင်ငလင်လောက်ခတ်သွားပြီးတစိမ့်တယောက်နဲ့အိမ်ပြန်တာကိုကြည့်ရမှာဖြစ်ပါတယ် ယ်။အိမ်ပြင်တဲ့လမ်းမှာလည်းခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ခဲ့ရပြီးမထင်ထားတဲ့ဝန်းနေစရာစက်သိန်းကိုလည်းကြည့်ရမှာဖြစ်ပါတယ်။ကြီးဖို့အတွက်တော်တော်လေးကိုတိုက်တွန်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံနဲ့အတော်လေးကိုတူလို့ပါ။တချို့နေရာတွေမှာဆိုမြန်မာနိုင်ငံထက်ပိုပြီးအခြေအနေဆိုးတဲ့အခန်းတွေတောင်ပါပါတယ်။ဒါပေမဲ့ဟိုကဂျပန်နိုင်ငံကျွန်တော်တို့နေတဲ့နိုင်ငံကမြန်မာနိုင်ငံဆိုတော့ကျွန်တော်ဘာကိုဆိုလို့ရှင်လဲဆိုတော့အားလုံးရိပ်မိကြပါပါ။ဆိုတော့ဒီ video ကဒီလောက်ပါပဲ။အားလုံးရှင်ပြကြပါစေ။